ပါဒီဝင်းနေမှာလာဆောင်မဲမဲမျက်နှာလိုချင်တာရကောဝဲပြီးမင်းရဲ့မွေးနေမှာတစရဖန်ကိုအပီနာဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်ပရိသတ်များအားလုံးအတွက်အမှတ်တရနည်းဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရောမှာဖြစ်ပါရှင် သစင်ပရိသတ်များရှင်မတရားနေစီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့မွေးနေ့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့မြကြီးနားမှနေတဲ့ကိုသားညီပဲဖြစ်ပါတယ်။ကိုသားညီရဲ့ဒီနေ့မှရောက်ရှိလာတဲ့28နှစ်ပြည့်မွေးနေ့အတွက်ကိုတော့မနန်းနှုံစင်ကိုသွင်းတင်ဆန်းမယူနနာကျော်မဖြစ်ဖြူသိမ်မတင်းသိမ်မအေးအေးမပန်းချစ်သူမဆွန်ပန်းလင်မအုံမနှွေမအေးမျိုးတန်းနဲ့မခင်မြဝင်းတို့ကပောင်းရင်ဆုတောင်းပေးလာပဲဖြစ်ပါရှင်။ ပရိသတ်များရှင်ဒီနေ့မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းစီစဉ်မှာဒီတစ်ခါမှာထပ်မံပြီးတော့ဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ပြည်မာနေတဲ့မတ်မေမြတ်နိုးသူရဲ့ဖြစ်ပါတယ်။ပြည်မျိုးမာနေတဲ့မတ်မေမြတ်နိုးသူရဲ့ဒီနေ့မှရောက်ရှိလာတဲ့မွေးနေ့အတွက်ကိုတော့ပြည်ဦးလေးမာနေတဲ့မတ်အီအီမတ်ပန်းချစ်သူမတ်စွန်ပန်းလေးနဲ့မတ်အုံမာနေတို့ကပောင်းရင်ဆုတောင်းပေးလာပဲဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်။မွေနေ့စုတောင်းစကားလေးလည်းပြောပြထားပါသေးတယ်။မွေနေ့စုတောင်းစကားလေးကတော့မွေနေ့မှာပြောရွှင်ပါစေ။အလောက်အကင်တွေလည်းအဆင်ပြေပါစေဆိုပြီးတော့စုတောင်းစကားလေးပြောပြထားပါဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးတော့မွေးနေ့ဆုတောင်းပြအောင်မယ်မွေးနေ့ရှင်ကတော့ Star FM ကမက်ခင်ချမ်းမြေရဲ့ဝင်နေအတွက်ပဲဖြစ်ပါတယ်။မက်ခင်ချမ်းမြေရဲ့ဒီနေ့မှရောက်ရှိလာတဲ့25နှစ်ပြည့်ဝင်နေအတွက်ကိုတော့မိုးကုတ်မှာနေတဲ့ကျောင်းဆရာမကြီးဒေါ်ရှင်ရှင်မန္တလေးမှာနေတဲ့ဆရာမချယ်ရီဆရာမတော်တော်ဆရာဆိုင်းရာကနေဆရာမနန်းမာလာမိုးတို့ကပေါင်းရင်ဆုတောင်းပေးလာပြီဖြစ်ပါရှင်။ ဟုတ်ကဲ့ပါရှင်စကားလက်ဆောင်လေးလေးပြောပြထားပါသေးတယ်စကားလက်ဆောင်လေးကတော့ညီမတို့အားလုံးအမြဲတတိယနေပါတယ်စိတ်ဆန်းရည်လိုအေးမြပါစေဆိုပြီးတော့စကားလက်ဆောင်လေးပြောပြထားပါပြီဖြစ်ပါရှင်စင်ပရိသတ်များရှင်မတရားနေ့စီစဉ်ရဲ့မွေးနေ့ဆုတောင်းအစီအစဉ်လေးမှာဒီတစ်ခါမှာထပ်မံပြီးရောဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ဒနုဖြူမှာနေတဲ့တားလေးမြက်လင်းအောင်ရဲ့ဝင်နေအတွက်ပဲဖြစ်ပါတယ်။တားလေးမြက်လင်းအောင်ရဲ့ဒီနေ့မှရောက်ရှိလာတဲ့ခုနှစ်နှစ်ပြည့်ဝင်နေတဲ့အတွက်ကိုတော့နှစ်ဖက်ဖိုးဖိုးဖွားဖွားရီနဲ့အတူတူဖေဖေဦးစန်းလင်းအောင်မေမေတော်ဤမော်ဦးဦးစောထောနာကိုချစ်ဖူးမတ်စောမြတ်တနာတီတီစုလင်းအကိုကြီးမျက်စီသူဟိမ့်နဲ့ညီမလေးအိမ်ဖူးတို့ကနေပြီးတော့ပောင်ရီစုတောင်းပေးလာမှာဖြစ်ပါရှင်။

ပေါက်ခေါမာနေတဲ့နဝရက်ပဲဖြစ်ပါတယ်။ပေါက်ခေါမာနေတဲ့နဝရက်ကတော့ဒီနေ့မှချစ်သူတက်တန်းတနေ့ပြေးမြောင်းလာတယ်။နေပြည်တော်ကကိုရဲလင်းစုံနဲ့မပန်းလေးတို့အတွက်ကိုပောင်ရင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင် ီနေ့အတ္တရာနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်လေးမှာထပ်မံပြီးတော့ပါဝင်လာတဲ့သူကတော့တောက်ဖောက်ဆီယမမတ်ဆန်ရတီမောင်ပဲဖြစ်ပါတယ်။တောက်ဖောက်ဆီယမမတ်ဆန်ရတီမောင်ကတော့ဒီနေ့မှာချစ်သူတတန်ဆယ်လာပြေးမြောက်လာတဲ့ကုချစ်ထွေးနဲ့မမျက်လေးတို့အတွက်ကိုပါဝင်တောင်းဆိုပေးလာပဲဖြစ်ပါရှင်။ ိသတ်များရှင်မတ်တရားနေ့စီစဉ်ရဲ့ချက်ချင်းစီစဉ်မှာဒီတစ်ခါမှာထပ်မံပြီးတော့ပါဝင်လာတဲ့သူကတော့ထိုင်းနိုင်ငံကန်ချနပူရီမြို့မှာနေတဲ့ကိုဟိန်းနိုင်ပဲဖြစ်ပါတယ်။ဒီနေ့မှရောက်ရှိလာတဲ့နှစ်နှစ်ပြည့်မြင်လာနှစ်ပတ်လည်နေ့အတွက်ကိုကိုရင်ပါဝင်တောင်းဆိုလာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။စကားလက်ဆောင်လေးလည်းပြောထားပါသေးတယ်။စကားလက်ဆောင်လေးကတော့ပျော်ရွှင်စရာမင်္ဂလာနှစ်ပတ်လည်နေ့လေးပါ။အခက်အခဲတွေကိုအတူတူဖြတ်ကျော်ပြီးတယောက်နဲ့တယောက်နားလည်မှုရှိရှိလက်တွဲသွားကြမယ်နော်ဆိုပြီးတော့စကားလက်ဆောင်လေးပြောပြထားပါပြီဖြစ်ပါရှင်။ စဉ်ပရိသတ်များရှင်အမတရားနေ့အစီအစဉ်ကိုတော့ချွာတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်။ပရိသတ်ကြီးကအမတရားနေ့အစီအစဉ်ကနေပြီးတော့ဝင်းနေရှင်နေနဲ့အတူတူချစ်သူဆုံးတဲ့မင်္ဂလာစနေမောင်နှံနေအားလုံးအတွက်ကိုစုမောင်စကားလေးတွေတောင်းပေးချင်နေဆိုရင်တော့သစင်းဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639639ကို နေ့စဉ်နေ့လယ်တနာရီကနေ2နာရီအတွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။ တစင်းဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3336391639နဲ့အတူတူတစင်းဖန်အနာထိန်မှ YouTube Channel မှာလည်းကွန်မန့်လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။